မြန်မာနိုင်ငံမှာလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပြဖို့ထက်မင်ရောက်ရှိလာပြန်တဲ့မလေးရှားဖွင့်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံမှာလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေထက်မင်ပေးရဖို့မြန်မာနိုင်ငံကိုထက်မင်ရောက်ရှိလာခဲ့ပြန်တဲ့မလေးရှားကျန်းမာရေးဖွဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည် ်မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဆိုးဝါးရတဲ့ငမလင်ပေးကြည်အားအင်းနီးချင်းနိုင်ငံတွေရဲ့မြန်မာနိုင်ငံပေါ်မှာစေနာမြေတားထားမှုတွေလူသားချင်းစာနာမှုဆိုင်ရာကူညီပေးခြင်းတွေကိုလက်တွေ့သိရှိခန်းဆားကြရတာပဲဖြစ်ပါရင်နိုင်ငံတကာကမြန်မာနိုင်ငံပေါ်မှာတကယ့်ကိုမှနိုင်ငံတွေများစွာဝိုင်းဝန်းကူညီကြတဲ့အတွက်လေမြန်မာပြည်သူပြည်သားတွေကနိုင်ငံတကာကေဆေးရေးဖွဲ့တွေကိုများစွာကျေးဇူးတင်လျက်ရှိနေကြတာပါငမလင်ပေးကြည်အားအလွန်ပြင်းထန်ပြီးတော့ဖြတ်အားကောင်းငမလင်ကြီးဖြတ်တဲ့တွေနိုင်ငံတကာဖွဲ့တွေမြန်မာနိုင်ငံကိုစောစုံလာရောက်ကအမြင့်ဆုံးကေဆေးရေး လုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့ကြတာပါဒီဖွဲ့ထဲမှာမလေးရှားဟာမြန်မာနိုင်ငံရဲ့စကိုင်းမျိုးတီဆောစီစွာလာရောက်ကယ်ဆယ်ပေးခဲ့တဲ့အဖွဲ့ဖြစ်ပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေများစွာအားကျုံးမဲ့တက်လုပ်ကန်ခဲ့ကြတာပါစကိုင်းမျိုးမှာကယ်ဆယ်ရေးလုပ်ငန်းတွေပြီးမလေးရှားနိုင်ငံကိုပြန်လည်ထွက်ခွာကြတာလေးဖြစ်ပါသည်ဒီလိုကယ်ဆယ်ရေးဖွဲ့တွေထွက်ခွာပြီးဒုတိယအကြိမ်ဖြစ်ကျန်းမာရေးဖွဲ့တွေကိုမလေးရှားဆိုရာကထပ်မံလွှတ်ပေးခဲ့တာလေးဖြစ်ပါသည်စေဝါပစ္စည်းတွေများပြားနေမလေးရှားကျန်းမာရေးစောက်ရှောက်ရေးဖွဲ့ဝင်90ဦးဟာငလင်ပေးတဲ့ဒေတာဖြစ်တဲ့စကိုင်းမျိုးမှာကျန်းမာရေးစောက် ျောက်ကုသမှုတွေပြီးသွားမှာပဲဖြစ်ပါရည်ငနေရှာဖွေကယ်ဆယ်ရေးကာလလုံးမြန်မာနိုင်ငံကိုနိုင်ငံတကာကစံမာရေးကုသပေးတဲ့ဖွဲ့တွေဇက်တိုက်ဝင်ရောက်လာနေတာဖြစ်ပြီးတရုတ်စံမာရေးစောက်ရှောက်ရေးနဲ့ကုသရောဂါတွေထိ ंछ ုပ်ပရေးတွေတရုတ်ပြည်ကစံမာရေးဖွဲ့တွေနဲ့မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိနေကြပြီပဲဖြစ်ပါရည်မြန်မာနိုင်ငံမှာ7.7%အင်အားပြင်းကလေးကြီးလုပ်ခဲ့ပြီးနောက်နိုင်ငံတကာရဲ့ကူညီတွေများစွာရရှိထားပြီးတော့လက်ရှိချိန်ထိလည်းငလင်ဘေးတင်ဒေသတွေမှာနိုင်ငံတကာစီကုသပေးရေးစည်းကမ်းတွေဖွင့်လှစ်ကုသပေးရရရှိနေစေဖြစ် ြစ်ပါတယ်။မြန်မာနိုင်ငံဒုက္ခတိရောက်နေချိန်မှာနိုင်ငံတကာရဲ့ကူညီပေးမှုတွေအိန္ဒိချင်းနိုင်ငံတွေရဲ့ကူညီပေးမှုတွေကတကယ့်ကိုမြန်မာပြည်သူတွေအတွက်ထောက်ကူများစွာဖြစ်ခဲ့ပြီးလူသက်ပေါင်းများစွာရဲ့တပ်တွေကိုလည်းနိုင်ငံတကာအဖွဲ့တွေရဲ့ကူညီတွေနဲ့များစွာကယ်တင်နိုင်ခဲ့တာပါ။ငလင်ပေးကြီးကနေပြန်လည်ထူထောင်ရေးတွေပြုလုပ်ပြီးတော့နိုင်ငံကြီးနေပြန်ကောင်းလာတဲ့အချိန်ကြရင်လာရောက်ကူညီပေးခဲ့ကြတဲ့နိုင်ငံတကာအဖွဲ့တွေကိုကောင်းမွန်စွာနဲ့အဲဝတ်ချေပြွန်တင်ခြင်းနဲ့လို့မြန်မာပြည်သူတွေကကျေးဇူးတင်စွာနဲ့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ စကိုင်းလိုနေရာဒီတိုက်ရိုက်သွားရောက်ကအနီးကကုသပေးနေတဲ့မလေးရှားကျမ်းမာရေးဖွဲ့တွေကိုမြန်မာပြည်သူတွေကမိသားစုနဲ့အတူတူပျော်ရွှင်စွာနေထိုင်ရမယ်။ဥပုံလာမျိုးမှာမြန်မာနိုင်ငံကိုလာပြီးဒုက္ခတွေမျှဝေခံစားပေးနေကြတဲ့မလေးရှားလူမျိုးတွေကိုကျေးဇူးတင်ရှိပါရီ။ငလင်ဖြစ်ခါစားကလာရောက်ကတင်ပေးတဲ့ကေဆေးရေးဖွဲ့ကိုရောအခုထပ်မံရောက်ရှိလာတဲ့ကျမ်းမာရေးဖွဲ့ကိုရောကျေးဇူးထူးတင်ရှိပါရီ။စကိုင်းတီသူတို့ဆွဆွဆာဆာလာပြီးတော့လူသားချင်းစာနာထောက်ထားတဲ့ကုညီတွေများကြီးကိုပေးခဲ့တာအဲ့ကျေးဇူးတရားကိုဘယ်တော့မှမမေ့ပါဘူး။ ကျွန်တော်စကိုင်းကပြည်သူတယောက်ပါဆိုကကျေးဇူးထူးတည်ရှိကြဝင်ရပြောဆိုထားတာတွေတွေ့ရှိရပေးဖြစ်ပါသည်ပရိသတ်ကြီးတော့မြန်မာနိုင်ငံကဒုတိယကြိမ်မြောက်ဈာမကြီးဖွဲ့ပြီးဆက်လုပ်ပေးလိုက်တဲ့မလေးရှားနိုင်ငံပေါ်မှာကျေးဇူးတင်စကားလေးတွေကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင် အာဘိနာစင်ခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်